။ရောင်ရဲခြင်းအမှုပညာအခန်း6ရက်30စိန်ခေါ်မှုအခုဆိုရင်အတော်တန်ဖပီးနေလောက်ပြီးထမရတယ်။ရှေ့ဆက်ဖို့အချိန်ကြပါပြီ။အခုလောက်ဆိုဘဝမှာအစီအစဉ်တကြဖြစ်အောင်ဘာတွေလုပ်ဖို့လိုအပ်တယ်ဆိုတာကိုသိပြီလို့မျှော်လင့်ပါတယ်။ဘယ်နေရာတွေမှာဘဝကထိမ့်မရပဲ။ ခြံတဲ့ပတ်လည်းနေတတ်တယ်လို့ထင်ပါတလေပဝန်းချင်ကိုကြည်ပါအမိုက်တွေက ကျမတို့နဲ့ပတ်သက်ပြီးဘာရင်းပြောနေလဲကျမတို့ဘယ်နေရာတွေမှာပင်ပင်ပန်းပန်းလုပ်နေရတလဲပစ္စည်းတွေအများကြီးစုပေါင်းလာခဲ့မိတာဘာကြောင့်လို့ထင်တယ်လဲဒီပစ္စည်းတွေကစဉ်းစားရတာဆိတ်ရှုပ်เสียရဆိုတာကျမသိပါတယ်ကျမလည်းအဲ့လိုဖြစ်ခဲ့ပူပါတယ် ါပေမဲ့ရှေ့ဆက်သွားမယ်ဆိုရင်ဒီအဆင့်ကအရေးကြီးပါတယ်။အိမ်ထဲမှာအမိုက်တွေကို ရှင်းထုတ်ဖို့ရက်30အချိန်ယူဖို့မဖြစ်နိုင်ပါဘူး။ဒါပေမဲ့ရှင်းမှန်းချက်ကတော့ရက်30ကြာပြီးအောင် လုပ်ဖို့ပါပဲ။အဆင့်တအစီအစဉ်ရေးဆွဲတာက ဘဝရဲ့အရေးပါတဲ့အစိတ်ပိုင်းတစ်ခုပါပဲ။ကျမတို့တွားရမယ့်နေရာကို မသိဘူးဆိုရင် အဲ့ဒီနေရာကိုကျမတို့ဘယ်လိုရောက်ပါမလဲဒီအစီအစဉ်ရေးဆွဲမှုဆိုတာခရီးပန်းတိုင်ကိုရောက်အောင်ဘယ်လိုသွားရမလဲဆိုတာကိုပြောပြတယ်အသေးစိတ်ကြတဲ့လမ်းညွှန်မြေပုံတစ်ခုလိုပါပဲအရှင်ဆုံးဘယ်ကိုစသွားမလဲဆိုတာကိုဆုံးဖြတ်ပါအိမ်ထဲကအရှုပ်ဆုံးအခန်းကိုကျမရွေးခဲ့ပါတယ်အဲ့ဒါကိုသာပြီးအောင် ကျမလုံနိုင်ရင်ဘာမစိုးလုံနိုင်မဲလို့ထင်ထားခဲ့ပါတယ် ချက်မအတွင်းမှန်ခဲ့ပါတယ်။အစင်နဲ့လှုပ်ဖို့ရွှေဆိုင်နေခဲ့တဲ့အခန်းထဲကလုံရမဲ့ထိတ်ဆုံးအရာစဲကူကိုခြာရည်ပါ။ဥပမာအဝတ်ခေါက်တာငွေတောင်းခံလွှာတွေကို စနစ်တကျထားတာစသဖြင့်အစင်သုံးအခုအဲ့ဒီစရင်ကိုရက်30အလဲထုံးမဲ့စိန်ခေါ်မှုတစ်ခုနဲ့တိုက်ခိုက်ပါ။ပြက်ကတိန်ကိုယူပြီး လုတ်ဖို့လိုအပ်တဲ့အရာမှန်သမျှနဲ့လာမယ့်ရက်30ကို အမြန်ရည်ဆွဲလိုက်ပါ ဥပမာဇူလိုင်လ1ရက်ဖနက်စီအဝခောက်ဒီစရင်ထဲမှာထည့်ထားတဲ့အရာမှန်သမျှကရက်30အတွင်းပြီးရမယ်လို့စိတ်ဆုံးဖြတ်ချက်ချထားပါတခုကိုဖြတ်ကျော်ပြီးတာနဲ့အမှန်ချစ်ပါရက်30အဆုံးထိရောက်သွားတာနဲ့စိတ်တက်တကြွပြီး ခွန်အားတွေရလာလိမ့်မယ်လို့ချမပြောရင်ယုံလိုက်ပါချမှတ်ထားတဲ့အရာအားလုံးကိုပြီးမြောက်ခဲ့ပြီဆိုတာသိနေပါလိမ့်မယ်အစမှာတော့အချိန်အကြာကြီးယူခဲ့ရတဲ့အတွက် စိတ်ပျက်ခြင်းပြပါလိမ့်မယ်စိတ်အားတကြွမှုနဲ့ယုံကြည်မှုကပူကြီးမတဲ့ပန်းတိုင်တွေစီရအောင်မောင်းနှင်သွားပါလိမ့်မယ်အင်ကိုစတင်ပြောင်းလဲပြီးနေရာတိုင်းမှာကောင်းမွန်တဲ့ဘဝမှာနေထိုင်ရတာ ਨੇ လူတွေကကျမတို့ကိုစတင်တရေပြူမိလာပြီ။လိစာအားကြလာပါလိမ့်မယ်။နေတိုင်းအမိုက်တွေကိုကြည့်ဖို့ဖိအားပေးခံရတာရဲ့ဆုပ်ယုပ်လာတဲ့ခံစားချက်တွေအစားဘဝမှာတက်ထရစိတ်အားထက်သန်ပြီးစိတ်လှုပ်ရှားမှုကို ခံစားရပါလိမ့်မယ်။အခြေအနေတွေက ကျမတို့ကိုမထိန်ချုပ်တော့ပါဘူး။အခြေအနေတွေပေါ်မှာကျမတို့ကအပြေအဝထိန်ချုပ်လာနိုင်ပါမယ်။ ကျမတို့နဲ့ခြိုက်တန်တဲ့ကံကြမ္မာစီကိုစတင်ပြီးသွားရပါတော့မယ်။အသေးအမွားကိစ္စတွေနဲ့ဘဝရဲ့အရေးကြီးတဲ့အရာတွေကိုတိမ်မြုပ်မသွားပါစေနဲ့။ဘလောက်ကြီးကြီးသေးသေးပြင်းမြအောင်လုပ်ဖို့အခိုင်အမာဆုံးဖြတ်ထားတဲ့စိတ်သဘောထားကိုမေးမြူပါ။အမိုက်ကနေငွေဖြစ်အောင်ပြောင်းလဲပါ။စာဖတ်သူတို့ဖတ်လာပြီးကြတဲ့အချိန် အိမ်ချဲကပူရှန်နေတဲ့ပစ္စည်းတွေကငွေဖြုန်းကြီးတာပါပဲတည်င်းကောင်းကတော့အရာအလုံးကအစိုးရမဟုတ်ပါဘူးအမိုက်တချို့ကိုငွေအဖြစ်ပြောင်းလဲလို့ရပါတယ်လူတယောက်ရဲ့အမိုက်ကတခြားလူတယောက်အတွက်အဖို့တန်ပစ္စည်းဆိုတာကိုမမေ့ပါနဲ့ကျမတို့မသုံးတဲ့ပစ္စည်းကိုတခြားလူတယောက်ကအသုံးပြုပါလိမ့်မယ် မကြသေးခင်က ကောက်ယူခဲ့တဲ့စစ်တမ်းတစ်ခုမှာပါဝင်ခဲ့တဲ့ဝန်ထမ်းတဝက်ကျော်ကဒီလိုပြောခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။သူတို့ရဲ့နှစ်သက်ကူဆုံးဖြတ်ချက်ရဲ့ထိတ်ဆုံးစရင်မှာပိုပြီးငွေတွေစုဆောင်ဖို့ပါ။ကြပါမယ်အမေရိကန်နိုင်ငံသား69ရာခိုင်နှုန်းအောက်ကပဲဒေါ်လာ1000စုမိပါတယ်။တိုးလောင်ရေးလုပ်ငန်းနယ်ပယ်မှာ တနှစ်ကိုဒေါ်လာဘီလီယံနဲ့ချီပြီးထည့်ဝင်ရင်အမေရိကန်တွေကမလိုအပ်တဲ့ပစ္စည်းတွေကိုတိမ်းဆဲဖို့ငွေတွေ ဖြုန်းချင်ရတာကိုနှစ်သက်တတ်တယ်ဆိုတာစာဖတ်သူတွေလည်းဖတ်လာခဲ့ပြီးဖြစ်ပါတယ်။ဒေါ်လာနဲ့နေရာတနေရာကို ပိုင်ဆိုင်ထားရတာစိတ်မတန့်သလိုခံစားရရင်အခုချက်ချင်းပဲသွားရှင်းလိုက်ပါ။တာမန်အိမ်ထောင်စုတွေက ဒေါ်လာ3100ခန့်တန်ဖိုးရှိတယ်။မတုံးတဲ့ပစ္စည်း90ကျော်ကိုတင်ဆက်တတ်ကြတယ်လို့ eBay ကပြုလုပ်တဲ့စစ်တမ်းတစ်ခုမှတွေ့ရှိခဲ့ရတယ်။အပုံဝင်တဲ့ဘာတွေလုံနိုင်မလဲစဉ်းစားကြည့်ပါ။ဘယ်ပစ္စည်းကိုရောင်းမယ်။ဘယ်ပစ္စည်းကိုဆက်ထားမယ်ဆိုတာဆုံးဖြတ်ပြီးတာနဲ့ပစ္စည်းတွေရောင်းဖို့နောက်ထပ်ရက်30စိန်ခေါ်မှုတစ်ခုချမှတ်ပါ။ ရောင်းလို့မရတာတွေကို ပေးလိုက်ပါအဓိကအချက်ကမလိုတဲ့ပစ္စည်းတွေကိုအိမ်ကနေရှင်းထုတ်ပြပြီးလိုအပ်နေသူတွေလက်ထဲထည့်လိုက်ဖို့ပါပဲပစ္စည်းတွေထဲကနေငွေဘလောက်ရခြင်းလဲဆုံးဖြတ်ပြီးအဲ့ဒီအတိုင်းသိချာပေါက်လို့ဆောင်ပါပစ္စည်းတွေကိုအွန်လိုင်းပေါ်တင်ပြီးလူတွေဆက်သွယ်လို့ရအောင်လမ်းဖွင့်ပေးလိုက်ကြနေတယ် စ္စည်းတွေကိုလဲချင်သူတွေရောက်လာပါလိမ့်မယ်။တနည်းပြောရရင်ပစ္စည်းအထွက်ငွေမပေးပဲတံဖိုးတူတခြားပစ္စည်းတစ်ခုခု ပေးပါလိမ့်မယ်။ဒီလိုအပေးယူတချို့ကအတော်လေးဆွဲဆောင်နိုင်တာကြောင့်ဒီကစားပွဲကိုမဝင်လိုက်ပါနဲ့။ကျမတို့ကြီးရွယ်ချက်က ရှင်းထုတ်ခြင်းနဲ့ပစ္စည်းတွေကနေငွေရဖို့ပါ။နောက်ထပ်ပစ္စည်းတွေထပ်ရလာဖို့မဟုတ်ပါဘူး။ ရလာတဲ့ငွေနဲ့ဘာဆက်လုပ်နိုင်မလဲဆိုတာစဉ်းစားကြည့်ပါ credit card အကြေးတွေစမ်းမယ်ကားချင်းငွေအတွက်ငွေသွင်းမယ်ဈာမမဟုတ်ငွေစုအကောင့်တဲ့ချေချမယ်အမိုက်တွေရှင်းတဲ့အလုပ်က မလိုချင်တဲ့ပစ္စည်းတွေကို ရှင်းထုတ်ပြယုံတသက်မဟုတ်ပဲမတုံးတဲ့ပစ္စည်းတွေကို ရှင်းထုတ်ပြတာလဲပါတယ်ဆိုတာထုတ်ပြောဖို့အရေးကြီးပါတယ်ဒီပစ္စည်းတွေအလုံးက တရက်ကြရင်သုံးမယ်ဆိုပြီးစိတ်ကူးထားခဲ့တဲ့ပြီးတော့အနောက်ဘက်မှာရှင်နေကြတာတွေပါအချမ်းဖြင့်အဖြင့်12လဂျာမမဟုတ်12လကျော်အတွင်းအသုံးမပြုခဲ့တဲ့ပစ္စည်းမှန်သမျှကို ရှင်းထုတ်ပြဖို့ပါ အမိုက်ကနေငွေဖြစ်အောင်လုပ်နည်းစိတ်ကူးကတော့ကောင်းပါတယ်ဒါပေမဲ့အဲ့ဒီလိုဘလို့လို့ရမှာလဲလို့စာဖတ်သူတွေတွေးကောင်းတွေးနေနိုင်ပါတယ်စိတ်မပူပါနဲ့ ဘယ်လိုလုပ်ရမလဲဆိုတာကိုကျွန်မပြောပြပေးပါမယ်။ရောင်းချခြင်းအကြံဉာဏ်များမတုံးတော့တဲ့မလိုချင်တော့တဲ့ပစ္စည်းတွေကို ရောင်းတာက အကြံကောင်းတစ်ခုပါ။ဒါပေမဲ့စမလုပ်ခင်ကိုဘာလုပ်နေတယ်လဲဆိုတာသိဖို့လိုပါတယ်။ဘယ်လိုစရမလဲဆိုတဲ့အကြံပြုချက်တချို့ကို အောက်မှာကြည့်ပါ။လေ့လာပါ။ electronic ပစ္စည်းတွေလိုမျိုးဈေးကြီးတာတွေရှိရင် အွန်လိုင်းကိုတက်ပြီးပစ္စည်းအသစ်တွေကိုဘလောက်နဲ့ရောင်းလဲတည်အောင်လုပ်ပြီးနည်းနည်းပိုတက်တာအောင်ဈေးနှုန်းသတ်မှတ်ပါ ဥပမာဒေါ်လာ350ရန်ရှိတဲ့ဖုန်းတစ်လုံးရှိရင်295ဒေါ်လာနဲ့ရောင်းပါတန်ကြီးထက်ပိုတက်တာအောင်ပစ္စည်းတွေကိုရောင်းရတာပါဘာလို့လဲဆိုတော့ကျမတို့ကမသုံးတော့ပေမဲ့လည်းပစ္စည်းတွေက သုံးမိသားတွေဖြစ်နေလို့ပါ ကျမတို့စီကနေဝယ်အောင်ဝယ်သူတွေကိုမလုံးတွေလည်းပေးလို့ရပါတယ်။ကျမတို့ရောင်းမဲ့ပစ္စည်းတွေအတွက်နှုံးတွေတည်အောင် eBay နဲ့ Amazon တို့လို site တွေမှာကြီးနိုင်ပါတယ်။ဖော်ပြချက်များပစ္စည်းတွေ online မှာရောင်းဖို့ဆုံးဖြတ်ထားရင်ကုန်ပစ္စည်းနဲ့ပတ်သက်တဲ့တိကျမှန်ကန်တဲ့ဖော်ပြချက်ပေးဖို့အရေးကြီးပါတယ်။ speaker မှာပွန့်ပဲ့ရာတွေရှိနေရင် ဝယ်သူတွေကိုအသိပေးပါပစ္စည်းအခြေအနေကြောင့်ရွရွတတ်တာမပြောပြထားရင်ဝယ်သူက ပြန်လဲပိုင်ခွင့်နဲ့ငွေပြန်အမ်းဖို့တောင်းဆိုပိုင်ခွင့်ရှိပါတယ်အစတည်းကပွန့်ပွန့်လင်းလင်းပြောပြီးဒီလိုမဖြစ်အောင်ရှောင်လို့ရပါတယ်ရှင်းလင်းတဲ့နောက်ခံတစ်ခုရှိမှာပစ္စည်းတွေကို ပုံကောင်းကောင်းရိုက်ပါ ဥပမာ အနက်ရောင်ဖုန်းကိုရောင်းမယ်ဆိုရင် အဖြူရောင်ကိုနောက်ခံချပြီးဓပုံရိုက်ပါအကောင်ဆုံးတင်ချိန်လိလာထားတဲ့အရာလီလန်တင်တဲ့စိုက်ပေါ်မှာပစ္စည်းတင်ဖို့အကောင်ဆုံးအချိန်ကည9နာရီနဲ့9နာရီအထွန်းမှာကြာပေမဲ့စာဖတ်သူတွေနဲ့အချိန်ကွဲလွဲနိုင်ပါတယ်။ဒါကြောင့်မတင်ခင်လိလာမှုပြုလုပ်ပါ။ရောင်းချရန် အကောင်ဆုံးပစ္စည်းများ တချို့ပစ္စည်းတွေကတခြားပစ္စည်းတွေထက်ပိုပြီးဝယ်လိုအားပိုမြင့်မာကြတယ်။ဥပမာစာရွက်ညက်တဲ့ကလစ်ဘူးတွေရောင်းတာကတိတ်ကြာမှမဟုတ်ပေမယ့်အဝတ်အထည်တွေနဲ့ electronic ပစ္စည်းတွေကပိုရောင်းကောင်းပါတယ်။ရောင်းချဖို့လူချိုက်အများဆုံးပစ္စည်းတချို့ကို အောက်မှာကြီးလိုက်ပါ။စာအုပ်မဖတ်တော့တဲ့ဝတ္ထုစာအုပ်တွေ၊ကြာချမ်းစာအုပ်တွေဘယ်လောက်ရှိပါသလဲ။ ဖုန်းတွင်စုထားမဲ့အစာရောင်းမီးငွေစုလိုက်ပါ www.bookrio.com ကစာအုပ်တွေရောင်းချဖို့အကောင်းဆုံး website စာရင်းကို ပေးပါလိမ့်မယ်။ဒါမှမဟုတ်ရက်ွက်ချက်ကစာအုပ်ဆိုင်မှာတွားရောင်းလို့ရပါတယ်။ CD နဲ့ DVD များ CD နဲ့ DVD တွေက အရင်တုန်းကတုံးကြတဲ့ပစ္စည်းပါ။ လူအများစုကအဟိုးအရှင်ကပစ္စည်းတွေကိုအခန်းကျောင်းမှာစုပုံထပ်ထားတတ်ကြပါတယ်။ CD နဲ့ DVD တွေကို www.ziffit.com လို့ website တွင်မှာရောင်းလို့ရပါတယ်။လက်ဆောင်ကံများရောင်းဖို့ထူးဆန်းတဲ့ပစ္စည်းတွေလို့ထင်ရပေမယ့်ရောင်းရပါတယ်။လက်ဆောင်ကအချို့ကိုလက်ဆောင်ပစ္စည်းအနေနဲ့ ကျမတို့လက်ခံရနိုင်ပါတယ်မတုံထားဘူးတုံးဖို့လဲစိတ်ကူးမရှိရင်ရောင်းလိုက်ပါကျန်နှစ်မှာဒေါ်လာတန်း850ခန်းတန်ဖိုးရှိတဲ့လက်ဆောင်ကတ်တွေကိုပစ္စည်းပြန်မယူကြဘူးလို့လိလာမှုကတွေ့ရှိခဲ့ပါတယ်။အများကြီးပါပဲ။ဒါပေမဲ့ကျမကတော့ဒီလိုလုပ်ရမှာစိတ်မတန်ပါဘူး။ပတ်စံရအောင်လက်ဆောင်ကတ်တွေကိုရောင်းဖို့စဉ်းစားကြည့်ပါ။ အထူးသဖြင့်တိတ်တဘောမကျတဲ့ဆိုင်ကလက်ဆောင်ကပ်မျိုးတွေဖြစ်နေတဲ့အခါပေါ့လက်ဆောင်ကပ်အတွက်တင့်လျော်တဲ့ငွေပမာဏတစ်ခုရရှိနိုင်ပါတယ်။ဒါမှမဟုတ် www.cashcash.com/sellgiftcard/ne www.cutpool.com လို့ site တွေမှာငွေသားနဲ့လဲလှယ်လို့ရပါတယ်။အဝတ်အထည် အဝတ်အစားတွေရောင်းဖို့ဒီဇိုင်နာတွေချုပ်ပေးထားတယ်။အဝတ်အစားအပြင်းနဲ့ဗီဒီယိုတစ်လုံးရှိနေဖို့မလိုပါဘူး။ဘလို့လူတွေကရှော့ဈေးနဲ့ဝယ်ကြလဲဆိုတာအံ့ဩစရာတွေ့ရပါလိမ့်မယ်။ www.amazon.com www.ebay.com နဲ့ www.si.com တို့လို site တွေမှာ မဝတ်ကြောတဲ့အဝတ်စားတွေကိုရောင်းလို့ရပါတယ်။ပရိဘောကရှေးဟောင်းဆိုင်တွေပစ္စည်းကြိုတင်ပိုးစနစ်နဲ့အယောင်းဆိုင်တွေနဲ့ကိုယ်တော်ရှိပစ္စည်းဟောင်းရောင်းတာတွေက ပရိဘောကတွေရောင်းချဖို့အကောင်းဆုံးနေရာတွေပါ။ electronic ပစ္စည်းများ www.urenew.com www.gazelle.com www. www.buybackworld.com နဲ့ www.usell.com တွေက electronic ပစ္စည်းတွေကိုငွေသားနဲ့ပေးဝယ်တဲ့ site တွေပါဒီပစ္စည်းတွေချဲမှာတော့ desktop computer phone digital camera laptop iPod နဲ့နောက်ထပ်အများကြီးပါဝင်ပါတယ်ရေကဲတတာနဲ့လေအေးပေးစမ်းများ ပစ္စည်းထားတဲ့ကိုရောင်နောက်မှာပင့်ကူအိမ်တွေဖွဲ့နေအောင်ခြားခြားတဲ့ရေခဲတတားနဲ့လေအေးပိဆက်တွေကဘလောက်များများစာဖတ်သူတွေမှာရှိပါသလဲစွန့်အိမ်ကုမ္ပဏီကဒီပစ္စည်းတွေကိုဘာမှပေးစရာမလိုပဲယူပြီးငွေပြန်ပေးတာကိုသိပါသလားဂီတဒူရီယာများကျမကလေးတွေကငယ်ငယ်တုန်းကဂီတသင်ခန်းစာမျိုးစုံကိုသင်ချင်ခဲ့တယ် ဒါပေမဲ့ဆဲကျော်တက်အရွယ်ရောက်လာတော့အဲ့ဒါရင်းစိတ်မဝင်စားကြတော့ဘူးဒီတော့အိမ်မှာဂီတဒူရီယာပစ္စည်းတွေအပုံလိုက်ရှိနေခဲ့တယ်။စာဖတ်သူတချို့မှဒါရင်းရှိမှသိချပါဗယ်။ဂျာကငွေဖြုံးတီးတာပါပဲ။ဂီတပစ္စည်းဆိုင်တချို့နဲ့အပေါင်းဆိုင်တွေကကျမတို့မလို့ချင်တဲ့ဂီတဒူရီယာပစ္စည်းတွေအတွက် တင့်လျော်တဲ့ပမာဏတစ်ခုနဲ့ပြီးဝဲကြပါလိမ့်မယ်။လောဘယတနာချစ်သူကောင်းလေးကပြစ်ထားသွားပြီလား။ပြက်ဆဲသွားတဲ့အပေါ်အချိန်မဖြုံးပါနဲ့။ဝမ်းနဲ့ပူဆွေးပြီးခွန်အားတွေမဖြုံးကြည့်ပါနဲ့။သူဝဲပေးခဲ့တဲ့လက်စွပ်လက်ရည်ဂျာမမဟုတ်လက်ကောက်တွေမှအမျက်ထုတ်ပြီးငွေရှာပါ။ www.neverlikeitanyway.com နဲ့ www. i do now i don't.com no lo site တွေမှာလောဘယတနာတွေကိုရောင်းလို့ရပါတယ်ဈေးကောင်းပေးကြပါတယ်ရောင်းမှာဘာတွေရောင်းရမလဲဆိုတာသိပြီဆိုရင်တော့စာရောင်းဖို့အချိန်ကြပါပြီမတုံးတော့တဲ့ပစ္စည်းတွေရောင်းချနိုင်တဲ့နီလန်းကောင်းတချို့ကိုကြည့်လိုက်ပါကိုရောင်ရှိပစ္စည်းအဟောင်းတွေရောင်းခြင်းလက်ကမ်းကြော်ညာဆိုင်ရွက်လုပ်လိုက်ပါ ထူးခြားစံပြနိုင်ဖို့မလိုပါဘူး။ရောင်းချင်တဲ့အကောင်ဆုံးပစ္စည်းတချို့ကိုဓာတ်ပုံရိုက် what fine thing ကူယူပြီးကိုရောင်ရှိပစ္စည်းအဟောင်းရောင်းပွဲတည်နေရအချိန်နဲ့ပစ္စည်းစရင်စတဲ့အချက်လက်တွေထဲပါ။ကလေးတွေခေါ်ပြီးမရှိရင်ကိုရိုင်းလုပ်ပါ။အဲ့ဒီလက်ကမ်းစာဆောင်တွေကိုမြို့ပတ်ပြီးဝေပါ စာတိုက်ပုံတွေထဲပါ စတိုးဆိုင်တွင်ဇပိညက်ဆိုင်တွင်မှခြံထားပါကာမတ်တိုင်တွင်မှကတ်ထားပါအဓိကအချက်ကတော့ကိုရောင်ရှိပစ္စည်းအဟောင်းရောင်းပွဲ garage sale လုပ်မယ်ဆိုတာကိုတစ်မျိုးလုံးအတိပေးပို့ပါပဲလူတွေက short sale တွေကိုမျှော်လင့်ထားတဲ့အတွက်ကိုရောင်ရှိပစ္စည်းအဟောင်းရောင်းပွဲမှာအများဆုံး0ရမှာမဟုတ်ပါဘူး ကြပေမဲ့လည်းပစ္စည်းအများစုကိုရှင်းထုတ်နိုင်အောင် အထောက်အကူဖြစ်စေမှာပါအပေါင်းဆိုင် electronic ပစ္စည်းတွေနဲ့လောဘယတနာတွေအများကြီးရှိရင်ကိုယ်ရန်ရောင်းမီးစိတ်ရှုပ်မခံပါနဲ့အပေါင်းဆိုင်ကိုယူသွားပါသူတို့ကဝမ်းသာစွာနဲ့ယူထားမှာပါသူတို့လည်းပြန်ရောင်းမီးအမျက်ရှာမှာမလို့ဒီမှာလဲဈေးအများဆုံးရနိုင်မှာတော့မဟုတ်ပါဘူး internet စ္စည်းတွေကိုအွန်လိုင်းမှာရောင်းချခြင်းရဲ့အဓိက အကျိုးကျေးဇူးတစ်ခုကတော့ကမ္ဘာအနှံ့ကကြီးရှုသူတွေရှေ့မှာခြားပြနိုင်တာပါပဲ။အဲ့ဒီတော့ပစ္စည်းတွေကို လူပိုမြင်နိုင်တဲ့အခွင့်အရေးရမှာမို့ရောင်းထွက်ဖို့အခွင့်အရေးပိုများပါတယ်။ ebay.com, amazon.com, etsy.com နဲ့ letgo လို့ခေါ်တဲ့ဖုန်း app တစ်ခုကအသုံးပြုဖို့အကောင်းဆုံး site တွေပါပဲ။ let go ကတော့ဒေတာ drain အဆင်ပြေမဲ့ app တစ်ခုပါ။ကောင်းတဲ့အချက်ကတော့လူတွေကပစ္စည်းတွေကိုလာယူပေးမှာဖြစ်တာကြောင့်ပို့ဆောင်မှုတွေပို့ဆောင်စည်းတွေနဲ့ပတ်သက်ပြီးစိတ်ပူစရာမလိုပါဘူး။နောက် site တွေအများကြီးရှိပေမယ့်ဂျာရီကအကောင်ဆုံးပါ။စရင်သွင်းရတဲ့လုပ်ငန်းစဉ်တွေမရှုပ်သလိုရောင်းချင်တဲ့ပစ္စည်းတွေရဲ့ပုံနဲ့ဖော်ပြချက်ကိုတင်လိုက်ရုံပါပဲ။ ဝင်လာမဲ့ကံလန်စည်းတွေကို ထိုင်ဆောင်နေုံပါပဲလီလံပွဲများဂျာကရှားပါပြီးရှိကြတဲ့ပစ္စည်းရှိသူတွေအတွက်ပါပဲပစ္စည်းကဘလောက်တန်တယ်ဆိုတာသိဖို့အွန်လိုင်းလီလံ site တွေရှိသွားပါကြမ်းမမဟုတ် ကိုနေတဲ့ဒေတာမှာလေလံခြင်းမီရောင်းချတဲ့ဆိုင်ရှိရင်တွားကြည့်နိုင်ပါတယ်။ပစ္စည်းချုပ်တင်ပို့စနစ်နဲ့အယောင်ဆိုင် မဝတ်တော်တဲ့ဒီဇိုင်နာချုပ်ဝတ်စားရရှိနေလားဒါမှမဟုတ်ဈေးကြီးတဲ့ပရိဘောဂရရှိနေလားရှိတယ်ဆိုရင်အဲ့ဒီပစ္စည်းတွေကိုကြိုတင်ပို့စနစ်နဲ့အယောင်ဆိုင်တစ်ခုစီယူသွားပါသူတို့ကဝန်တာစွာနဲ့လက်ခံထားကြမှာပါအယုတ်တွေဗီဒီယိုဂိမ်းတွေအကလေးဝတ်စားရလက်ခံနေပစ္စည်းချုပ်တင်ပို့စနစ်နဲ့အယောင်ဆိုင်တွေလည်းရှိပါတယ် ပစ္စည်းချုပ်တင်ပို့စနစ်နဲ့အရောက်ဆိုင်တွေက အများအားဖြင့်ကျမတို့အတွက်ပစ္စည်းတွေရောက်ပေးကြတာပါ။တက်နေသည်။အများဆုံးစင်းနဲ့ရောက်ပြီ။အချိုးမြက်ကို ကျမတို့နဲ့ခွဲဝေယူပါတယ်။လူမှုကွန်ရက်ပစ္စည်းတွေကိုဂျုံရလူကိုမရောက်ချင်ဘူးဆိုရင်လူမှုကွန်ရက် profile တွေမှာပစ္စည်းတွေကိုကြောညာပြီးမိတ်ဆွေတွေနဲ့မိသားစုတွေကိုရောက်ချပါ။ဟုတ်ကဲ့ ကျမခုဖပြပေးသွားတာကတော့ဆရာမထထတင်စားဘာသာပြန်ဆိုထားတယ်။ရောင်ရဲခြင်းအမှုပညာဆိုတဲ့စာအုပ်ထဲကရက်30စိန်ခေါ်မှုဆိုတဲ့ကောင်းစဉ်လေးကိုဖပြပေးသွားတာပဲဖြစ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။